ရှိရှိတုန်းကဖြူဖြူနဲ့ဝါဝါဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိကြတဲ့ကွယ်ဖြူဖြူမိဘတွေကချမ်းသာပြီးဝါဝါမိဘတွေကတော့အလေလန်းမိသားစုကဖြစ်တဲ့ကွယ်ဒါကြောင့်ဖြူဖြူလေးကကြောင်းလာတဲ့အခါမှာကြောင်းဝဲဆောင်ကအစာအကောင်းစားဝင်နိုင်ပြီးကြောင်းသုံးဆောင်ပစ္စည်းလေးတွေကလည်းအကောင်းစားလေးတွေဖြစ်နေတော့တာပေါ့ကွယ် ဝဝလေးရဲ့မိဘတွေကတိတ်မချမ်းသာတာမို့ဝဝလေးရဲ့ဝတ်စုံနဲ့ចောင်းသုံးဆောင်ပစ္စည်းလေးတွေကတော့တိတ်ပြီးမလှပရှာဘူးပေါ့ကွယ်အမေရန်လှလှပပနဲ့တက်ကြွနေတဲ့ဖြူဖြူလေးကိုကြည့်ပြီးဝဝလေးဟာအားငယ်နေရှာတဲ့ကွယ် ကြာလာတော့ဝဝလေးဟာဖြူဖြူလေးပေါ်မှာတော့အမြင်မကြည်လင်တော့ပဲကြောင်းတော့တက်ချင်စိတ်မရှိတော့ပဲစိတ်တက်ကြနေတော့တာပေါ့ကွယ်တရက်မှာတော့ကြောင်းသွားခြင်းအရာကမထားလို့သူ့ရဲ့မမေကအရာတွေကိုဝင်ကြည့်တဲ့အခါမှာဝဝလေးငိုနေတာကိုတွေ့ရတဲ့ကွယ် ဝဝလေးရဲ့မိမိကတမိလေးဘာဖြစ်တာလဲလို့မေးတဲ့အခါမှာဝဝလေးကမိမိဖျားရှင်ကတမိတို့ကိုဘာဖြစ်လို့တူအောင်မဖန်ဆင်းတာလဲတမိရဲ့တငယ်ချင်းဖြူဖြူကတော့အရန်ချမ်းသာပြီးတမိတို့ကြတော့ဘာဖြစ်လို့စိမ်းရဲနေတာလဲသူ့ကိုကြည့်ပြီးတမိအမြဲဝမ်းနဲ့အားငယ်ရတဲ့မိမိလို့သူ့ရဲ့မိမိကိုပြောပြလိုက်တယ်ကွယ် ဒီအခါမှာဝဝလေးမိမိကတမီးလေးရဲ့ဖျားရှင်ကအလိုဖန်ဆင်းရှင်မဟုတ်ပါဘူးလူလောကမှာလူသားတွေဘဝတွေအဆင်တန်းกว่าချနေတယ်ဆိုတာဟာဟိုဘဝကပြုလုပ်ခဲ့တဲ့ကံကြောင့်တရားတွေကြောင့်မှာအခုဘဝမှာမိမိတို့ဟာဆင်းရဲပေမဲ့အခုချိန်ကစပြီးတော့ချမ်းသာအောင်ကြိုးစားခွင့်ရှိတယ် မေမေနဲ့ဖေဖေလည်းဒီတက်ပို့ပြီးတိုးတက်အောင်စူးစမ်းနေထိုင်မယ်။တမိနေနဲ့စာကိုယ်သာအာယုံဆိုင်ပြီးတော့စူးစမ်းရမယ်။မမေတို့မတိခဲ့တဲ့အတိတ်ဘဝကိုပြန်ပြုပြင်လို့မရပေမဲ့အခုလက်ရှိဘဝကိုတော့အကောင်းဆုံးနေထိုင်လို့ရတယ်။ဖြူဖြူလေးကို တွေ့တဲ့အခါမှာလည်းဩသူ့ရဲ့ဘဝလေးကကောင်းလိုက်တာဟိုအတိတ်ဘဝကကုသကံကောင်းခဲ့လို့ပဲဆိုပြီးတော့အာချစိမ့်နဲ့တမိကသူ့အစားဝမ်းသာပေးရမယ်။ တကယ်တော့ဘဝရဲ့အကျိုးပေးတွေဆိုတာဟာကိုလုပ်ခဲ့တဲ့အလုပ်တွေနဲ့ပဲဆိုင်နေဒါကြောင့်မလို့မမေတို့ဟာအခုချိန်ကစပြီးအကောင်းဆုံးစူးစမ်းပြီးတော့နေထိုင်ရမယ်နော်လို့ပြောပြလိုက်တယ်ကွယ်ဒီခါမှာဟွာလေးကမမေဒါဆိုသမီးဖြူးဖြူးကိုမုန်းနေတာဟာမကောင်းတဲ့စိတ်ပေါ့နော်လို့မေးလိုက်တော့တယ် သမီးလေးကမတိလို့ပဲဟာကိုနောက်ကိုဒီလိုစိတ်မျိုးမထားတော့ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းထားလို့ရှိရင်မိမိတို့သမီးလေးတို့ကိုနှာကောင်းနှမျက်တွေက ဆောင်းလျှောက်ပြီးဘာလို့လို့အဆင်ပြေအောင်မြင်မှာတိတ်ကြရတယ်နော်လို့မိမိကဘဝလေးကို ပြောပြလိုက်ပါတယ်ဘဝလေးကဟုတ်ကဲ့ပါမမေအခုချိန်ကစပြီးတမိစစူးစားပြီးဇန်နဝါရီကိုအာယုံမဆိုင်ပဲနေပါတော့မယ်လို့ပြောလိုက်တဲ့ကွယ် အမြင်မှန်ရတော့ပြီ ဖြစ်တယ်။ဝဝလေးဟာမိမိကကြောင်းတော့ဖို့ပြင်ဆင်ပေးတာကိုခံယူပြီးတာမင်းနေအောင်ပျော်ရွှင်စွာအကြောင်းကိုထွက်ခွာလာကြတယ်။အမြင်မှန်ရရှိသွားပြီဖြစ်တယ်။ဝဝလေးရဲ့ကြောင်းတရဲ့တွေဟာပျော်ရွှင်ခြင်း၊စကြူစားခြင်းတွေနဲ့သာပြည့်ပြည့်စုံနေပါတော့တယ်။